တင်များလုံးမင်္ဂလာခင်ဗျာညီမလောဝိချန်ပီယံဟောတယောက်ဖြစ်တဲ့ဒေဝကော်ဒေးလက်ဖ်တက်ကဒီနေ့မှာသတင်းစကားတစ်ခုပြည်သက်ကိုပေးပို့လိုက်ပါပြီအဲ့ဒါကတော့သူဟာမကြခင်ချိန်တွင်းပွဲထိုးကိုပြန်လာတော့မယ်ဆိုတဲ့သတင်းစကားပါပဲဟုတ်ပါတယ်အခုချိန်မှာဒေဝကသူထိုးမဲ့ပြန်ဘက်ကိုဆွေးနွေးမှုလေစတင်ဆောင်ရနေပါပြီအစောပိုင်းကဒေဝနဲ့ပတ်သက်လို့သတင်းထွက်ခဲ့တာဒီရာမန်ဖြစ်တယ်အဲ့တော့အခုချိန်မှာအီရန်ဖိုင်တာတယောက်လည်းသတင်းအတန်တွေထွက်လာတယ်မော်တေစာပေါ့လေဒေဝကတော့ သူဟာရာမန်ကိုရောတစ်ဖက်ကအီရန်ဖိုင်တာကိုရောဆွေးနွေးမှုတွေလုပ်နေတယ်အစဉ်ပြေတဲ့သူနဲ့ပွဲထိုးဖြစ်လိမ့်မယ်ဘသူနဲ့အရင်ရှင်ပြိုင်တာကိုမြင်ကျင်ပါတယ်လေလို့ပြိသက်ကိုမေကုံထုတ်လိုက်ပါတယ်ပြီးတော့ပွဲထိုးမဲ့နေရာကိုတော့လက်ရှိမှာမစီစဉ်နေရသေးဘူးပေါ့လေဒါပေမဲ့ဒေဝကတော့မြန်မာနိုင်ငံမှာပွဲထိုးခြင်းတဲ့ပုံစံမျိုးရှိနေတယ်ဗျဘာကြောင့်လဲဆိုတော့သူပြောတဲ့ဇာတ်ရဲမှာမြန်မာနိုင်ငံကိုကျွန်တော်ပြန်လာပြီးပြိသက်တွေနဲ့လည်း အမြန်ဆုံးတွဲဆောင်ခြင်းနေပါပြီဆိုတဲ့စကားလဲပါနေတော့ပွဲဖြစ်ခဲ့ရင်သူမြန်မာနိုင်ငံမှာထိုးခြင်းလိမ့်မယ်လို့ထင်ပါတယ်။ဒါပေမဲ့တခုတော့ရှိတာပေါ့လေရာမန်နဲ့ဆိုရင်မြန်မာနိုင်ငံမှာထိုးတာမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တယ်။မော်ဒီတာနဲ့ဆိုရင်တော့မဖြစ်နိုင်တော့ဘူးဗျ။ကမ္ဘောဒီးယားမှာထိုးရလဲဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့မော်ဒီတာကလည်းကမ္ဘောဒီးယားမှာနေတာကိုပြီးတော့သူတို့နှစ်ယောက်ထိုးတဲ့ပွဲအတစ်ဆင့်အကျိုးမြတ်ရရှိမှုကိုကြည့်ပြီးတော့ဒေးလက်တက်ကဒေဝါဟာကမ္ဘောဒီးယားလိုနေရာမျိုးမှာထိုးဖို့ရွေးချယ်တာမျိုးဖြစ်သွားနိုင်ပါတယ်အခုကျွန်တော်ကဒေးလက်တက်ကဒေဝါရေးသားထားတာလေးကိုအပြည့်ဆုံး ဖတ်ပြပေးခြင်းပါတယ်ဗျဒီနေ့ထဲမှာရာမန်ရဲ့အခုကမ္ဘောဒီးယားမှာနေနေတဲ့အီရန်ဖိုက်တာရဲ့နဲ့ရှင်ပြိုင်မှုဆွေးနွေးနေပါတယ်ဘသူနဲ့အရင်ရှင်ပြိုင်တာကိုမြင်မြင်ကြပါသလဲမြန်မာနိုင်ငံကိုကျွန်တော်ပြန်လာပြီးပြည်သက်တွေနဲ့အမြန်ဆုံးတွေ့ဆုံကျင်နေပါပြီကျွန်တော်ရဲ့လက်ကျင်အစီအစဉ်တွေကိုကုညီပံ့ပိုးပေးနေတဲ့ကျွန်တော်ရဲ့စပွန်ဆာကိုလည်းကျေးဇူးအထူးတင်ပါတယ်ဆိုပြီးဒေဝါခေါ်ဒေလက်ဖတ်ကပြောထားပါတယ်ဗျအဲ့တော့ဆွေးနွေးမှုတွေအမြန်ဆုံးအောင်မြင်ပါစေဒေဝါဟာ ရာမန်နဲ့အီရန်ဖိုက်တာမော်တီဇာနှစ်ယောက်ထဲကတယောက်နဲ့အမြန်ဆုံးပွဲဖြစ်လာပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ